အမ်ဘတန်လမ်းပေါ်ကနေရီကန်ပြူဟာစခန်းမကြစေရတဲ့အတွက်စစ်ကောင်စီအင်အားထောင်နှင်းကြီးထပ်မံပြီးစစ်ကြောင်းထုတ်နေတယ်လို့တင်ပြရရှိပါတယ်။အမ်ဘတန်လမ်းပေါ်ကငဖဲမျိုးအပိုင်းနေရီကန်ပြူဟာစခန်းကို မော်ပြီးမကွေးဖက်ကပြည်သူစစ်မှုထမ်းအပါအဝင်စစ်ကောင်စီအင်အားတွေဖြစ်တင်းနေတာဖြစ်ပါတယ်။သူတို့ကိုငဖဲမျိုးပဒန်ရှိကပစာဆုံကုံအမြောက်တဲ့သုံးခုကမဆခ905ကနေတဆင်စစ်အင်အားဖြစ်နေတာလို့ဆိုပါတယ်။စစ်ကြောင်းတစ်ကြောင်းမှာအင်အား100လောက်ပါရှိပြီးတော့ စစ်ကြောင်းကားကြောင့်စုစုပေါင်းအင်အားထောင်နှင်းချီဟာသူတို့ရဲ့လမ်းကြောင်းအတိုင်းနရေကန်ကိုချီတက်သွားတာဖြစ်တယ်လို့အန်ဒီတာခန်တယောက်ကနရင်စရာကိုပြောပါရယ်စစ်ကောင်စီရဲ့နောက်တန်းမှာလည်းလက်နက်ခဲယမ်းအပါအဝင်ဒရုန်းတွေတင်ဆောင်ထားတဲ့ကားတွေပါလာတယ်လို့သိရပါရယ်လက်ရှိနရေကန်တိုက်ပွဲကိုစစ်ကောင်စီဖက်ကစက်တက်လေးထီလေရင်ပေါ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့စုံကောအမြောက်တပ်ကနေလက်နက်ကြီးကြီးတွေပစ်ကူပစ်နေတယ်လို့ဆိုပါရယ်စစ်ကောင်စီကအခုအမ်ဘဒန်လန်ပေါ်က နေရကန်တိုက်ပွဲမှာမော်ဘီကတရင်တွေမကွေးကတရင်တွေကနေပြည်သူစစ်မှုထမ်းစစ်သားအများအပြားကိုအုံပြထားတာဖြစ်တယ်လို့တက်တွင်းသတင်းတွေအရသိရပါရရှင်